တယ်လီကျမ်းမာရဲ့ကျမ်းမာရေးပညာပေးအစီအစဉ်ကကြိုဆိုပါရစေ။အားလုံးပဲမင်္ဂလာပါ။ကျမကတော့ဒေါက်တာဆန်နကူပါ။ကျမဒီနေ့ပြောပြမှာကတော့ချိုမုံအကြောင်းပဲဖြစ်ပါတယ်။အချိုမုံကိုမိုနိုဆိုဒီယမ်ဂလူတာမိတ်လို့ခေါ်ပါတယ်။အင်္ဂလိပ်လိုကတော့ရှင်းပါတယ်။ဆိုဒီယမ်တစ်လုံးနဲ့ဂလူတာမိတ်ပါတဲ့ဟင်ခတ်မုံပေါ့။ဂလူတာမိတ်ကအမိုင်နိုအက်ဆစ်တမျိုးဖြစ်တဲ့အတွက်အသားတို့ပဲတို့အခြားစားစာတွေမှာလည်းပါပါတယ် ခန္ဓာကိုယ်ရင်းမှာတော့အာယုံကြောတစ်ခုနဲ့တစ်ခုကြားကဆက်သွယ်ပစ္စည်း neurotransmitter အနေနဲ့အသုံးပြုပါတယ်။ဂလူတာမိတ်ပါတဲ့အတွက်ဥမာမီရတာကိုရစေတဲ့အပြင်ဆိုဒီယမ်ကြောင့်အငန်ရတာကိုပါရှားနေတာဖြစ်ပါတယ်။ဒီတော့အချိုမုန့်ကိုစားစာရဲထည့်ရင်ရတာကိုပိုကောင်းစေတာပေါ့။အရှားတာကိုပိုကောင်းစေတဲ့ဆိုပေမဲ့လည်းဆရာဝန်နဲ့ကျန်းမာရေးဝန်နဲ့အများစုကတော့ချိုမုန့်ကိုမကောင်းမှုမတုံးနဲ့ဆိုပြီးအပြောများပါတယ်။ ဒီတော့အချုံမုံအစားထိုးအခြားအသားမုံတစ်စိတ်တွေဟင်းခတ်မုံတွေပေါ်လာတာပေါ့ဒီသားမုံနဲ့ဟင်းခတ်မုံတွေဟာလည်းအရသာရှိအောင်စားကိုထည့်ကြပါဗျ။ဆိုလိုချင်တာကအချုံမုံမသုံးဘဲအခြားဟင်းခတ်မုံတွေကိုအရသာရှိကျင်စောနဲ့ပိုထည့်မယ်ဆိုရင်လည်းစားရည်အများကြီးစားမိတယ်လို့ဖြစ်တာမို့ကျမရဲ့အတွက်စိုးကျိုးဖြစ်စေပါဗျ။အချုံမုံဟာအနေရရှိသလားဒီမေကွန်းကတော့တခွန်းနဲ့နဲ့ဖြေဖို့ခက်ပါဗျ။ နှစ်ပေါင်း90ကျော်သုံးဆွဲလာခဲ့ပေမဲ့ချိုမုံရဲ့ကောင်းချင်းဆိုးချင်းတွေကိုလေးလာတဲ့သူတေသနတွေကတော့အများကြီးရှိမနေတဲ့အပြင်ကောင်းလာဆိုးလာတိတိပပအားလုံးသဘောတူထားခြင်းမရှိသေးပါဘူးအချိုမုံကို generally recognized as safe GRAS group အနေနဲ့အတိမတ်ပြုထားတဲ့အတွက်ဈေးကွက်ထဲမှာလည်းတရားဝင် ရောင်းလို့ရတယ်လို့စားသုံးတဲ့နေရာမှာလည်းသုံးလို့ရပါတယ်ရေပူရအဖြစ်အနေနဲ့မရှိလို့သတ်မှတ်ထားပါတယ် ဒီတော့ချုံမုံကိုအများကြီးမထဲ့နဲ့အလွန်ကျွံသုံးနာရီကိုရှောင်းအ ਨੇ ချင်းစားတာထဲ့တာတော့ကျမရေးကို ရုပ်ချီးဆိုးဝါးမှုမရှိစေဘူးလို့အကြံဖြင့်ယူဆနိုင်ပါတယ်အချုံမုံကကျမရေးအရာဘလို့မကောင်းတာမျိုးတွေဖြစ်စေတတ်လဲဆိုတာကိုဆက်လေ့လာကြည့်ရအောင်နော်လွန်ခဲ့တဲ့အနှစ်40လောက်ကတရုတ်စားတောက်ဆိုင်ယောဂါစု Chinese restaurant syndrome ဆိုပြီးနာမည်ကြီးခဲ့တဲ့အချုံမုံပါတဲ့စားတောက်ဆိုင်က ဟင်းလျာကိုစားပြီးတဲ့အခါကြောပူရာအရေကြီးမှုတွေပေါက်လာတာရှင်းတုံလာတာမူးမော့မှုတွေဖြစ်လာတဲ့ဖြစ်စဉ်တစ်ခုရှိခဲ့ဘူးပါတယ်။ဒါပေမဲ့ဒါဟာတိတ်ပန်နေကြတိတိပပဆန်းသက်ပြီးဖြစ်လာတဲ့အဖြစ်ပြက်မျိုးမဟုတ်ဘဲလူတဦးတယောက်ရဲ့အဖြစ်ပြက်ကိုမှတ်တမ်းတင်ထားခြင်းသာဖြစ်တာကြောင့်ထိုသူနဲ့မတည့်လို့သာဖြစ်နိုင်ခြေရှိတယ်လို့နောက်ပိုင်းမှာကောက်ချက်ချခဲ့ပါတယ်။ ဒီနောက်ပိုင်းလေးလာစမ်းသပ်မှုတွေအရတော့ချိုမုံဟာလက်တင်လို့ခေါ်တဲ့စားကျင်စိမ့်နဲ့ရောင်ရဲစိတ်ကိုကြားခံပေးတဲ့ကိုရင်းအသေးစားဟော်မုန်းတွေကိုကမောက်ကမဖြစ်စေကြောင်းတွေးရှိလာရပါတယ်။စားရများသွားရင်ဗိုက်တင်းတာ၊ရှောင်ရဲတာ၊ထမစားကျင်တော့တာစားရတွေဟာပုံမှန်ခန္ဓာကိုယ်မှာဖြစ်ပေါ်ပါတယ်။အချိုမုံဟာဒီလုပ်ငန်းစဉ်ကိုနှောင့်ယှက်တဲ့အတွက်ကြောင့်အဝါလွန်ခြင်း၊အာယုံကြောပြဿနာများဖြစ်ခြင်း၊စိတ်ပူပန်ခြင်း၊အာယုံများခြင်း၊စိတ်ကနာမငြိမ်ဖြစ်ခြင်း ကတုံကရင်ဖြစ်ချင်းတို့နဲ့အတူ မျိုးပွားဆဲများကိုပါမူမမှန်ဖြစ်စေနိုင်နေဆိုပြီးလေးလာတွေးရှိချက်အချို့ကဆိုပါရယ်လူတယောက်ဟာအချုံမုံလက်ဖက်စားစွန်းတစ်ဝက်လောက်ရှိတဲ့ပမာဏ3 gram ကို စားသုံးလိုက်တဲ့အခါခေါင်းကိုက်ခြင်းခေါင်းမကြည့်ဘဲမူနောက်နောက်ဖြစ်ခြင်းထုံထုံချင်းချင်းကြီးဖြစ်နေခြင်းရှင်တုံချင်းတို့ကို ခံစားရနိုင်ပါတယ်ကျမရေမထိကြအောင်အချုံမုံကိုဘယ်လိုအသုံးပြုရမလဲ။ အချုံမုံနဲ့အချားဟင်းခတ်မုံအကုန်လုံးဟာစားဆိုဒီယမ်ပါဝင်လို့ပမာဏများရင်ရေရှည်မှာသွေးတို့ရောဂါနဲ့အတူလေဖြတ်ခြင်းကြောက်ကက်ပြက်ခြင်းတို့ကို ဖြစ်စေနိုင်ပါတယ်။ဒါကြောင့်ပမာဏချင်းချိန်မှုဟာအလွန်အလွန်ရေးပါလာပါတယ်။ဥပမာအတုတ်တို့လိုတပွဲစားဒါမှမဟုတ်၂ရောက်၃ရောက်စာလောက်ပြင်ဆင်တဲ့ဟင်းပွဲမျိုးကိုလက်နဲ့စားဖြူသလောက်သာအချုံမုံသို့မဟုတ်အသားမုံကိုဖြူရမျိုးလုပ်ပါ။ဇွန်နဲ့ခတ်တဲ့မယ်ဆိုရင် ဇွန်းကလက်ဖက်စားစွန်းလိုဇွန်းအသေးလေးရဲ့ထိပ်ဖျားပိုင်းလောက်သာရှိတဲ့ပမာဏဆိုလုံလောက်ပါပြီ။များသွားရင်ပြန်ဖယ်ဖို့ခက်တဲ့အရာမှုနည်းနည်းစီထည့်လိုက်မြည်လိုက် လိုရင်အနေငယ်ထက်ထဲတာမျိုးလုပ်တာပိုသင့်တော်ပါရဲ့။အင်ချက်တွေမှာဟင်းအိုးကြီးနဲ့တအိမ်လုံးစာချက်မယ်ဆိုရင်လဲလက်ဖက်စားစွန်းတစ်စွန်းမှနှစ်စွန်းခန့်သာ အချိုးမှုန့်သို့မဟုတ်အသားမှုန့်ထည့်ရင်လုံလောက်ပါရဲ့။ အလူအိုးကြီးလိုဆိုင်ကြီးတွေက ရောင်းတန်းဝင်အိုးကြီးတွေဆိုလဲထမင်းစားတဲ့စတီးစွန်းနဲ့တစွန်းခန့်သာချိန်ထဲ့ပါတခါတရံဟင်းမွေတဲ့ရောက်ချုံစွန်းကြီးနဲ့အချုံမုံတွေကိုစွန်းလိုက်ကြီးထဲ့ပစ်တတ်ကြပါတယ်ဒီလိုပြုမှုမျိုးကို လုံးဝလုံးဝရှောင်ကျင်ဖို့လိုပါမယ်စားစာဟာစားတတ်ရင်စေးမစားတတ်ရင်ဘေးဖြစ်စေတတ်တာမို့စင်ကျင်ကြဖို့အကြံပြုလိုပါတယ် စာရောချုံမုံရောဟင်းခတ်မှုငံများရေးစတာရီအလုံးကိုလက်ဖက်စာစွန်သို့မဟုတ်ထမင်းစာစွန်စတီးစွန်လိုဇွန်ဖြင့်သာချိန်ဆ၍ထဲ့ပါ တနိုင်သမျှလျှော့စားပါ အချုံမုံစာထိုးချက်ပြုတ်ရေးအသားပြုတ်ရေးချက်သွန်နီအချိုတက်ရတဲ့အချားဟင်းသီးဟင်းရွက်များမဆလာမုံနဲ့စီယာဖာလာအစတဲ့ဟင်းခတ်မှွေးကြိုင်များကိုပုံမို့အသုံးပြုဖို့တိုက်တွန်းလိုပါတယ် ပြန်ချုပ်ပြီးပြောရရင်တော့အချုံမုံရောသူနဲ့အလားတူဟင်းခတ်မုံများအစားတဘာဝအတိအရွတ်အစိဆံများကိုအသုံးပြုပြီးအရသာရှိပြီးကျမရေးနဲ့ညီညွတ်အောင်ချက်ပြုတ်စားတောက်ဖို့အကြံပေးလိုပါတယ်။တယ်လီကျမမှာလည်းဆရာဝန်များနဲ့အွန်လိုင်းမှာပိတ်ရက်မရှိခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါတယ်။ကျမကတော့ဒေါက်တာဆန်နကူပါ။မြမပြည်သူပြည်သားများအားလုံးဆေးရနာရှင်စနစ်ဆိုးအောက်မှအမြန်ဆုံးလွတ်မြောက်ပြီးစိတ်ရောကိုယ်ပါကျန်းမာကြပါစေလို့ဆုတောင်းပေးလိုက်ပါရစေ။ရေတော်ပုံအောင်ရမည်။ ဝင်ရောက်ကြည့်ရှုပေးသူတဦးတယောက်ချင်းစီတိုင်းကိုကျေးဇူးထူးပဲတင်ရှိပါတယ်။ကျွန်တော်တို့ရဲ့ channel မှာကျမ်းမာရေးအသိပညာနဲ့ပတ်သက်တဲ့ video တွေကိုဆင်ဆက်မပြတ်တင်ဆက်သွားမှာဖြစ်တဲ့အတွက်ကြောင့် subscribe လုပ်ထားကြပါအောင်လို့တိုက်တွန်းချင်ပါတယ်ခင်ဗျာ။